မင်္ဂလာပါရှင်ရှမ်းအေခူမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဆိုရအဖွဲ့ဝင်ပြည်နယ်တိုင်းရင်းသားရာဝန်ကြီးဦးအောင်ကြည်ဝင်းညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလင်းနှင့်တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းကငလျင်တန်းသည့်အင်းလေးဒေတာပြည်နယ်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုကိုယ်စင်ကြည့်ရှုစစ်ဆေးခဲ့ပါသည် ရှေးဦးစွာပြည်내ဝင်ကြီးနေအဖွဲ့သည်ဖျားကြွာရလက်ရှင်လင်းရေးဆွေးနွေးပွဲသို့တက်ရောက်၍ပြည်내ဝင်ကြီးကတာဝန်ရှိသူများဒေသခံများနှင့်တွေ့ဆုံ၍လိုအပ်သည့်များပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ထို့နောက်ပြည်내ဝင်ကြီးနေအဖွဲ့သည် ီလာဘုရားဆွင်နှိစေထုံနေမှုကီလာကြီးရွာဘုရားကြွလန်းတန်စီရေးဆောင်ရွက်နေမှုများအားနှဲ့နေကြည့်ရှုစစ်ဆေး၍လိုအပ်သည်များပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ဆက်လက်၍ပြည်နယ်ဝန်ကြီးသည်ငလျင်တန်တင့်ခဲ့သောကီလာရွာကြီးလက်ကျမ်းမာရေးစီပေကန်ရှင်လင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှု၍လိုအပ်သည်များလဲညွှန်မှကြားခဲ့ကြောင်းသိရပါသည် မန္တလေးငလျင်ကြီးနှုတ်ခတ်ခဲ့မှုကြောင့်အင်းလင်းဒေတာတွင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာပြည်내ထူထောင်ရေးလုပ်ငန်းများကိုရှမ်းပြည်နယ်အစိုးရဖွဲ့ဤအနီးကပ်ကြီးကြပ်မှုဖြင့်အင်တိုင်းအားတောင်ဆိုင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်